ဟိုပါဗောအဓိကတော့ဟိုကိုကိုတိုင်းလဲဟိုလုံးလုံးရရတဲ့တိုင်းတာတစ်ခုရှိရဲဆိုတော့ကိုကိုနဲ့လောက်တာပဲများပါလေကိုကိုတိုင်းလုံးလုံးမရတဲ့ဟာမျိုးဆိုရင်လည်းအစတည်းကလည်းမရွေးတာလည်းပါတယ်အဲ့လိုမျိုးလေအဲဘာဆိုတော့ဟိုကိုကိုတိုင်းလုံးလုံးမရမှတော့တခြားလူကိုလည်းမလုပ်စေချင်ဘူးအဲ့လိုမျိုးစိတ်ကြောင့်အာကိုကိုတိုင်းလုံးလုံးရတဲ့ဇာတ်လောက်ကိုပဲရွေးဖြစ်တာများပါလေဒီကတော့ဒီနှစ်ပတ်ရ ရရှိသွားတာကတော့ပြည်သက်ရဲ့အားပေးမှုပေါ့နော်ပြည်သက်ရဲ့အားပေးမှုကြောင့်သူသတ်မှတ်ထားတဲ့ရုံရုံွေရုံွေစံချိန်လေးပေါ့ဒါလေးကိုပြီးသွားတဲ့အတွက်ကြောင့်မလို့ဒီကားလေးကိုနှစ်ပတ်ပြသခွင့်ရတဲ့အတွက်အားပေးခဲ့တာအားပေးခဲ့ကြတဲ့ပြည်သက်တယောက်စီတယောက်စီလေးကိုကျေးဇူးအများကြီးတင်ပါတယ်ပြောချင်ပါတယ်အဓိကတော့ပြည်သက်နဲ့တွေ့ကျင်တာပေါ့နောက်တစ်ချက်ကကြတော့ဒီချိန်မှာကကျွန်တော်တို့ကဒီပြည်သက်တွေနဲ့တွေ့တွေ့တွေ့ဆုံဖို့လေလိုအပ်တယ်လို့မြင်တယ်လေအဲနောက်တစ်ခုကကြတော့ ဒါကောမဒီကားလေးလည်းဖြစ်တယ်ကျွန်တော်မရိုက်တာကြာပြီဖြစ်တဲ့ဒီကောမဒီရသလေးကိုလည်းပြိသက်ကဟိုထွေလာတင်တင်ကလေးကစိတ်ဝင်စားမှုရှိတယ်ဆိုတဲ့အခါကျတော့ဒါကိုပိုမိုးရှင်းမှာတော့ကိုယ်လည်းကိုကိုတိုင်းပေါ့နော်ကျေးဇူးတင်တဲ့အကြောင်းလေးကိုသွားပြောချင်တယ်ဆိုတဲ့အစိမ့်နဲ့ဒါပြိသက်နဲ့ထိတွေ့ဖြစ်တာပါခင်ဗျာအဲသဘောကျတာပေါ့ကျွန်တော်ဘလို့ရှိပါတပုံမရိုက်လိုက်တဲ့ဟိုပြိသက်တွေတောင်ရှိတယ်အဓိကတော့ဟိုတွေ့တဲ့အချိန်လေးပါအကုန်လုံးကိုတော့ရိုက်ပေးခြင်းတယ်ပေါ့နော်တပုံလေးဒါပေမဲ့တချို့ ပြန်လဲရတဲ့ပြည်သက်တွေရှိတဲ့အခါကျတော့တကယ်ကိုအားနာပါတယ်လို့ပြောချင်ပါတယ်။ပြောနေမယ်နောက်တော့ပြန်မှန်းခဲ့ရသေးတယ်အာအပြမမှုကတော့မရှိပါဘူးအဓိကကတော့ပြိတ္တနဲ့တွေ့လိုက်လို့ရှိရင်ကျွန်တော်တို့ကပျော်ရွှင်မှုပေါ့အဓိကတော့ဦးနဲ့တူဒီမေတ္တာကူးဆက်မှုပေါ့ကြီးကြီးနူးမှုပီတိဖြစ်မှုတွေကပုံများတော့အာပြမန်းတယ်ဆိုတဲ့စိတ်ခံစားမှုတော့ခံစားပြီးပါဟိုပါပေါ့ဟိုဒီကားလေးနဲ့ပတ်သက်ပြီးတော့သူတို့ပျော်အဓိကတော့ပျော်သွားတာပေါ့နော်ဟိုပါပေါ့ ပြုံးဆောင်တရားကိုကိုအပြင်မှာမြင်ရတဲ့ခံစားမှုမျိုးပိုဖြစ်မှာပေါ့နော်အဲစကားပြီးသွားမှဝင်တဲ့ခါကျတော့လေသူတို့ပျော်ရွှင်နေတာတွေ့ရတော့ကိုယ်တွေလည်းအပျော်တွေကူးဆက်တာပေါ့နော်အရန်ရီရတယ်နောက်ပြီးတော့အရန်သဘောကျတယ်လို့ပြောပြောကြတာဒါဟာပေါ့ငငယ်တုန်းကစောခဲ့တဲ့ဟာတွေပေါ့လေဒါတစ်ချိန်ချိန်မှာအသုံးပြန်ဝင်တဲ့သဘောပါပဲအဓိကတော့ငငယ်တုန်းကအခြေတွေကိုတတိယဝါတာပေါ့နော်ပွာလဲဆိုတာတက်ကိုတတိယဝါဒါပေမဲ့ကျွန်တော်ရိုက်တာမူတွေကြီးဆိုတော့ရင်းကြီးတွေနဲ့နည်းနည်းတော့အာရေဟာဇယ်တော့နည်းနည်းလောက်ရတယ်ပေါ့ ကိုယ်တိုင်စမ်းတက်ကြည့်ပြီးတော့မှအစဉ်ပြေတဲ့ခါကျမှပဲတက်ဖြစ်တာပေါ့နော်အဓိကတော့ဒေါက်တာကလည်းဒါဟိုတချော့တဲလိုချင်တယ်ပေါ့နော်တချော့တဲလိုချင်တယ်ဆိုရလဲလားလှုပ်ဖြစ်သွားတာပေါ့အဲ့ဒါလေးကိုလေအဲဒူးတုံတယ်လို့တော့မဟုတ်အဓိကတော့သူကကြောက်ကြောက်နဲ့တက်ရတဲ့ပုံစံမျိုးဆိုတော့လေအဲ့လိုမျိုးဟိုစိတ်ခံစားမှုတော့ထဲ့ထားရတာပေါ့အဲ့လိုမျိုးစိတ်ထဲမှာတော့အဲ့လိုမျိုးအဓိကတော့စိတ်ထဲမှာဂျပန်တွေကိုကြောက်တဲ့စိတ်နဲ့သူကတက်သွားတဲ့သဘောမျိုးဆိုတော့လေအဲအဲ့လိုမျိုးဇက်ရုပ်ပြပြအောင်တော့စူးစမ်းခဲ့ရပါတယ်ဟိုပါပေါ့အဓိကတော့ ဟိုဟာကိုကိုတိုင်လည်းဟိုလုံးလို့ရတဲ့တိုင်းတာတစ်ခုရှိရဆိုတော့ကိုကိုနဲ့လောက်တာပဲများပါလေကိုကိုတိုင်လုံးလို့မရတဲ့ဟာမျိုးဆိုရင်လည်းအစားတွေကလည်းမရွေးတာလည်းပါတယ်အဲ့လိုမျိုးလေအဲဘာဆိုတော့ဟိုကိုကိုတိုင်လုံးလို့မရမှတော့တခြားလူကိုလည်းမလုပ်စေချင်ဘူးအဲ့လိုမျိုးစိတ်ကြောင့်အာကိုကိုတိုင်လုံးလို့ရတဲ့ဇာတ်လောက်ကိုပဲရွေးဖြစ်တာများပါလေဟောဟုတ်ကဲ့ CGI ကကျွန်တော်တို့ကဒါဟိုပါဘောအထက်နိုင်ဆုံးကျွန်တော်တို့ကဟို အကောင်းဆုံးဖြစ်အောင်ကြိုးစားထားတယ်ပေါ့နော်ကြိုးစားထားရလို့တော့ပဲကျွန်တော်တို့ပြောလို့ရအောင်ပါပေါ့အဓိကတော့ဟိုအကောင်းဆုံးကြီးတော့မဖြစ်သေးဘူးကျွန်တော်တို့ကအာဘယ်လိုခေါ်မလဲဆိုတော့ကြိုးစားမှုကိုတော့မြင်နေရတယ်ပေါ့နော်အဲ့ဒီအတွက်လည်းဟိုဘယ်လိုဘယ်လိုဘယ်လိုပြောရမလဲဆိုတော့ဟိုပရိသတ်ရဲ့တချို့ comment တွေကကောင်းတဲ့ဟာတွေရှိတယ်အဲမကောင်းတဲ့ဟာတွေလည်းရှိတယ်ပေါ့နော်ဒါပေမဲ့ဒါဒီလိုမျိုးအခြေအနေတစ်ခုကိုတော့ကျွန်တော်တို့ကြော်ဖြတ်ရမှာပေါ့အကောင်းဆုံးကြီးကိုရောက်ဖို့အတွက်ဒီလိုမျိုးနည်းနည်း အဲအားနေချက်ရှိတဲ့ပုံစံမျိုးနဲ့ဖြတ်တန်းကြရမှာပဲအကောင်းဆုံးကြီးကတော့ချက်ချင်းတော့ကျွန်တော်တို့ရောက်လို့မရဘူးပေါ့နော်အဲဆိုတော့ဒါဖြတ်တန်းနေတဲ့အချိန်ကာလတစ်ခုဖြစ်တဲ့အတွက်ပါဖြစ်ဖြစ်အဲဒီ result ကလေးကတော့ဂျင်းနဲ့ဆရာကောင်းတဲ့ result တစ်ခုတော့ကျွန်တော်မြင်ပါတယ်ဟိုပါဘောရှိတယ်ဆိုတာနောက်ကားတွေလည်းကျွန်တော်တို့ဒါဇက်ကားထဲမှာဇက်ဝင်ခန်းအရာ ပါဝင်တဲ့ဟိုပေါ့နော်ဟိုအချိန်တိန်းတာအရာကျွန်တော်ရာခိုင်နှုန်း20ရာခိုင်နှုန်းတော့ပါဝင်တဲ့စီချိန်ပါဝင်တဲ့ဇက်ကားလေးတွေလည်းရှိပါတယ်အာဒီနှစ်ထဲမှာလည်းလာဖို့ရှိပါတယ်ဗျဟုတ် ဟောဝမ်းသာပါတယ်ကျွန်တော်တို့ကလည်းဘယ်လိုခေါ်မလဲဆိုတော့လေအတတ်နိုင်ဆုံးပေါ့နော်ဟောကိုရီဖြတ်တန်းခဲ့တဲ့အမှုပညာတက်တန်းကလည်း20ကျော်ဝန်းကျင်နဲ့မှရောက်နေပြီပေါ့နော်ဆိုတော့အဲ့ခါကျတော့အတတ်နိုင်ဆုံးတော့ကိုရီအဲရိုက်ကူးတဲ့အချိန်မှာဒီရိုက်ကူးတဲ့ဒါရိုက်တာနောက်ပြီးရွေးဇလန်းရွေးချယ်တာကအစပေါ့နော်တက်နိုင်ဆုံးကျွန်တော်တို့ကဒီရုပ်ရှင်ဆန်ပြီးတော့မှအာယတာဟို ဘယ်လိုခေါ်မလဲဆိုတော့ဟာတာယတာတကယ်မြောက်တဲ့ဇလံမျိုးတွေကိုပဲရိုက်ချင်တာပေါ့နော်အဲဆိုတော့ဒီဒီကားဒီကားကတကယ်လမ်းဆိုလို့ရှိရင်တော့ဟာတာယတာမြောက်အရန်မြောက်တယ်ဆိုတာအထက်ကိုကျွန်တော်တို့ကတော့ဟို commercial ပေါ့နော်တကယ်အခုလက်ရှိ trend ဖြစ်နေတဲ့ trend တွေကိုကျွန်တော်တို့90ရာခိုင်နှုန်းလောက်ဝင်ထားတဲ့ကားလောက်တောင်ပြောလို့ရပါတယ်ဒါကတော့ဟာတာယတာကြီးကိုကျွန်တော်တို့ကဘယ်လိုခေါ်မလဲဆိုတော့အရန်ကြီးကျွန်တော်တို့ကဟိုအားစိုက်တွေထားတယ်ဆိုတာအထက်ကိုဖြစ်ဟိုရိုက်လာခဲ့တဲ့အတွေ့အကြုံတွေနဲ့ပေါင်းပြီးတော့မှကျွန်တော်တို့ဒါ ကားကိုအကောင်းဆုံးတိဆောက်ထားကြရတယ်အကောင်းဆုံးစူးစမ်းထားရတဲ့အနေအထားလောက်လို့တော့ကျွန်တော်မြင်နေတာဒါကြီးကအရင် perfect ကြီးလို့တော့ပြောလို့တော့မရသေးဘူးပေါ့နော်ဒါပေမဲ့ဒီအတိုင်းနာလေးတစ်ခုပေါ်မှာပရိသတ်ကဒီလောက်ဒီအားပေးတယ်ဆိုရင်ကျွန်တော်တို့ကဒီထက်မကပိုပြီးတော့လုပ်ဖို့လိုအပ်တယ်ဒီထက်မကပိုပြီးတော့စူးစမ်းရမယ်ဆိုတော့အဲစိတ်ထဲမှာအဲ့ဒီခံစားမှုမျိုးကတော့ကျွန်တော်ဟိုနေ့တိုင်းနေ့တိုင်းဝင်မိတယ်ဒါအမှုပညာရှင်တိုင်းလည်းဒီလိုမျိုးပဲဖြစ်တင်တယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်ဟုတ်ဘယ်ကူးစက်ရတာလဲပုံများတာတလို့ကျွန်တော်တို့ရဲ့ဘောလို့ခေါ်မလဲဆိုတော့လေ အဲကျွန်တော်တို့အတွက်ပိုကောင်းတယ်ပေါ့အဲကျွန်တော်တို့အတွက်ဒီအမှားကိုထောက်ပြနိုင်တဲ့လူတွေပိုများလာလေလေအမှန်ကိုမြင်မြင်မှန်ကိုရောက်ဖို့အတွက်ပိုနီးလေလေပေါ့အာပါပါလာပေါ့ကျွန်တော်ပြည့်စဲဝေဖန်မှုကိုအရန်သဘောကျတယ်နောက်ပြီးတော့ဘယ်လိုခေါ်မလဲဆိုတော့သူတို့ရဲ့ဟိုလမ်းပြမှုနဲ့ပဲကျွန်တော်တို့ကဒီဒီလောက်ဒီကိုကျွန်တော်ကရည်တည်နိုင်တယ်လို့ပြောလို့ရပါတယ်ဟုတ်ကဲ့ ်ဟုတ်ကဲ့ပါအခုဒီဂတဝင်ကတိုးကနှစ်ပတ်ပြတ်သက်ခွင့်ရသွားတဲ့အခါကျတော့နောက်တစ်ပတ်လဲဒါဆက်လက်ပြီးတော့ရုံပေါ်မှာချီရှူခွင့်ရနိုင်အောင်မှာဆိုတော့အကြီးရသေးတဲ့ပြည်သက်တွေလာရောက်ချီရှူဖို့အတွက်ဖိတ်ခေါ်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်